ျွန်တော်ရဲ့ချမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Visual Electronic Projects Channel ရနေကြိုဆိုပါရခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဒီတွဲဖို့ဘက်ထရီလေးလုပ်မလို့ပေါ့နော်ဘက်ထရီအိုးဆက်နဖို့အားလုံးမလုပ်ခင်မှာကျွန်တော်ကဆဲတစ်ခုစာလေးကိုလက်တွေ့စမ်းကြည့်တာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဗျာဒါကကျွန်တော်ဆဲတစ်ခုစာလေးကိုအရင်စမ်းပြီးတော့အခုဆိုလာပြားလေးနဲ့နော်ဆိုလာပြားလေးနဲ့အသွင်းကြည့်ရပါဦး ဒီနေ့ကျွန်တော်စမ်းတဲ့နေ့မှာနေရာလည်းတိတ်မပူဘူးပြန်နော်နေရာတိတ်မပူဘူးဒါပေမဲ့ရားလောက်လေးကျွန်တော်အားသွင်းကြည့်တာပေါ့နော်ချက်ချင်းလောက်ကြည့်တာပေါ့နော်ချက်ချင်းလေးလောက်ပြီးတော့ကျွန်တော်တို့ဘယ်နှဘိုးလောက်အထိဒီဆက်တစ်ခုကိုဘယ်နှဘိုးလောက်ရမလဲပေါ့နော်ဥပမာတူးဖို့ရရင်ကျွန်တော်တို့ဆက်နှဘိုးရဖို့တွဲဖို့ရဖို့ဆိုရင်6ခန်းလောက်အောင်ပေါ့နော်ဒါအခုဒါနေရာလည်းတိတ်မပူအားသွင်းရင်လည်းနာဘိုးတန်းကြည့်တာဒီမှာ3.3.9ဘိုးလောက်ပေါ့နော် ယခနာလေးတွင်းပြီးတော့ကျွန်တော်ဒီဆဲလေးကိုဘူတန်းကြည့်ပါဦးနော်ဘူတန်းကြည့်တဲ့အခါမှာကျွန်တော်တို့ဟုတ်ကဲ့ဘူတန်းကြည့်တဲ့အခါမှာဒီမှာ 2. 2.4ဆိုတော့နော်2.39ပေါ့နော်2.4ထားပါ2.4ဆိုရင်ကျွန်တော်တို့၅ခန်းဆိုလို့ရှိရင်၅ခန်းက ူးက7ဖို့ရေဟွာ45လီ22ဖို့အဲ့ဆိုရင်ကျွန်တော်15ခုဆိုရင်တွဲဖို့ပေါ့နော်ပြီးကျွန်တော်5ခုလောက်ရမလား6ခုတေချာတော့ကျွန်တော်နောက်6ခုလောက်စမ်းမယ်ပေါ့နော်16ခုဆိုရင်ဒါတွဲဖို့မကဘူးပေါ့နော်13ဖို့14ဖို့လောက်ရနိုင်တယ်15ခုဆိုရင်တော့15ခုဆိုရင်ကိုတွဲဖို့လောက်တော့ရတော့တယ်เนาะဒါပေမဲ့ပိုးသားသားကျွန်တော်6ခန်းလောက်စမ်းကြည့်လိုက်မယ်เนาะခုဒါဒီတိုင်းလေး ခဏလေးအားသွင်းပြီးတော့ကျွန်တော်ဒီမှာစန့်ကြည့်ရအောင်နော်2ဟောဒါအားပြန်အနေလေးခဏပူလို့အားလေးခဏပြန်သွင်းကြည့်ရအောင်နော်ကပြန်ဖြုတ်လိုက်ပါပြီနော်ပြန်ဖြုတ်ပြီးတော့ကျွန်တော်ပို့တစ်ချက်ပြန်တိုင်းကြည့်ပါနော်ဒီမှာ2.5 2.4ထားပါနော်2.4 2.5အဲ့ဆိုရင်မစိုးဘူးညာနော်ဆက်တစ်ခုကို2.4ဆိုရင်ကျွန်တော်တို့15ခုလောက်ရင် 15ခုလောက်ရင်တွဲဖို့ကွက်တီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဘိုးကနည်းနည်းလေးတွဲဖို့တဲ့ဦးအောင်ကျွန်တော်ကတော့6ခန်းလောက်နော်6ခန်းလောက်စမ်းမှမယ်အသေးစိတ်ကိုကျွန်တော်မနေ့ဖြန်ကမှာအပြီးရင်ပေါ့နော်စမ်းတက်ပြီးတော့အဆင်ပြေလို့ရှိရင်မနေ့ဖြန်ကမှာကျွန်တော်ဇက်တိုက်တင်ပေးသွားမှာဖြစ်ပါတယ်တကယ်လို့မပြီးရင်တော့နောက်ရက်ပေါ့ဗျာနော်အခုဒါ7ခန်းနဲ့စမ်းကြည့်ရပါနော် ကဲအားလေးကို ကျွန်တော် LED မီလုံလေးတစ်လုံးထွန်းလို့ရမှာရပါเนาะဒီမှာကောင်းကောင်းလင်းတယ်ဗျာเนาะဆက်တစ်ခုတည်းနဲ့ကိုကျွန်တော်တို့တော်တော်လေးလင်းအားကောင်းတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါဒီနီးလေးရတာအဆင်ပြေမယ်လို့မျှော်လင့်ရတာပေါ့เนาะအဲ့ဆိုရင်ကျွန်တော်တို့ဒါဆိုလာပြားလေးတစ်ချက်ရယ်သူဆိုလာပြားနဲ့အာမသွင်းငင်မှာတော့ကျွန်တော်တို့ကျွန်တော်အာမသွင်းငင်ကိုမတိုင်းလိုက်ရအောင်เนาะ ကျွန်တော်ရကြရင်တော့ကျွန်တော်အပြည့်ဆုံးဒီအာမသွင်းမဲ့နဲ့သုံးရင်ဘယ်နှဘိုးရလဲဒီဆိုလာပြားလေးနဲ့အာသွင်းပြီးရင်ဘယ်နှဘိုးသုံးလို့ရလဲဘာလေးသုံးလို့ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြည့်ပြည့်စုံစုံလေးမျှဝေပေးတော့မှာဖြစ်ပါတယ်နော်ဒီနေ့ရတာဒါစမ်းတက်နေတော့မူကျွန်တော်အချိန်ရသလောက်လေးဒါတခန်းစာကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်နော်ကမနေ့ဖန်ကမှာမနေ့ဖန်ကတော့မဟုတ်မပြီးရင်တပတ်ခါပေါ့နော်အဲ့ဒီမှာဒီ 12V battery ပေါ့နော် 12V battery လေးပြုလုပ်တဲ့နီကိုကျွန်တော်အသေးစိတ်เนาะအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မို့စောက်မြော်ပြီးတော့ကြီးစုအားပေးလို့ရပါတယ်ခင်ဗျာကဲအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ